မင်္ဂလာပါရှင်မေလ25ရက်တင်းငွေတွင်ရဲ့တိမတ်ဖွယ်ရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့အင်ဒိုဆူမာရာဂျုံနီကမ်းလွန်ပင်လယ်ပြင်မှာပြင်းအား9.8အဆင့်ရှိငလင်လှုပ်ခတ်ပြီးအင်ဂျီ140ကျော်ပျက်စီးတဲ့သတင်းဖြစ်ပါတယ်အင်ဒိုနီးရှားနိုင်ငံဆူမာရာဂျုံနီမေလ23ရက်ကပြင်းအား9.8အဆင့်ရှိငလင်တစ်ခုလှုပ်ခတ်ခဲ့ရာအင်ဂျီ100ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်းအမေရိကန်ဘူမိဗေဒသုတေသနဌာနကပြောပါတယ် အဆိုပါငလီဟာဒေသစံတော်ချိန်မနက်2:52မိနစ်ကဆူမာထရာဂျွန်ဘန်ကူလူပြည်နယ်အနီးကမ်းလွန်ပင်လယ်ပြင်ကိုဗဟိုပြုခဲ့ပြီးရေအောက်မြေအောက်အနက်68ကီလိုမီတာမှလှုပ်ခတ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ဘန်ကူလူပြည်နယ်ရဲ့မြို့တော်မှာအင်ဂျီ140ကျော်နဲ့အများပြည်သူဆိုင်ရာအဆောက်အအုံ6လုံးချက်မင်းပြိုကျပျက်စီးခဲ့ကြောင်း အင်းတို့မြူတာတဘာဝဘီရော့ပါးရေးအေဂျင်စီ PNPP မှပြောရေးဆိုခွင့်ရှိသူမစ္စတာအဗ်ဒူမူဟာရီကမေလ23ရက်သတင်းစာရှင်းလင်းပွဲမှာပြောကြားထားကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ရုရှားယူကရိန်းတိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီးနောက်ပထမအထုပ်စစ်တုံးမှအများအပြားလဲလှယ်တဲ့သတင်းဖြစ်ပါတယ်။ ရုရှားယူကရိန်းနှစ်ဖက်ဟာမေလ16ရက်ကတူကီရဲ့နိုင်ငံအစ္စတန်ဘူမြို့စစ်တုံမှန်းလဲလဲမှုသဘောတူညီချက်ရရှိပြီးနောက်တူကီရဲ့နိုင်ငံအစ္စတန်ဘူမြို့မှာစစ်တုံမှန်းလဲလဲမှုသဘောတူညီချက်ရရှိပြီးနောက်စစ်တုံမှန်းအများပြားလဲလဲတဲ့ပထမအဆင့်လုပ်ငန်းများပြီးစီးပြီးဖြစ်ကြောင်းရုရှားကာကွယ်ဝင်ကြီးဌာနကမေလ23ရက်တွင်သတင်းထုတ်ပြန်ပြောကြားခဲ့ပါတယ်။ယူကရိန်းကရုရှားစစ်သည်290ဦးနဲ့အရသာ120ဦးကိုလွှဲပြောင်းပေးခဲ့ကြောင်း အဲ့ဒီပေါ်တုံ့ပြန်တဲ့အနေနဲ့ရုရှားကယူကရိန်းသူယူကရိန်းစစ်တုံးမှန်290ဦးနဲ့အရသား120ဦးကိုလွှတ်ပြောင်းပေးခဲ့ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရုရှားယူကရိန်းတုံ့ပြန်အများအပြားလဲလှယ်မှုအစီအစဉ်ဟာလာမယ့်ရက်ပိုင်းများတွင်ဆက်လက်လှုံ့ဆော်သွားမှာဖြစ်ကြောင်းလည်းရုရှားကကွေးဝင်ကြီးဌာနကပြောကြားခဲ့ပါတယ်။ ရုရှားယူကရိန်းနှစ်နိုင်ငံဟာမေလ16ရက်ကအစ္စတန်ဘူမြို့တွင်ငြိမ်းချမ်းရေးနည်းလမ်းဖြင့်ရုရှားယူကရိန်းပြည်ပခါဖြစ်ရှင်ရေးဆိုင်ရာတိုက်ရိုက်ဆွေးနွေးပွဲကိုပြန်လည်စတင်ခဲ့ရာနှစ်ဖက်အနေနဲ့စစ်တုံ့ပန်းထောင်ချီလဲလှယ်မဲ့သဘောတူညီချက်ရရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဥရောပသမ္မတကမှတွင်ကုန်များကိုကုန်သွယ်စည်းချက်ခွန်90ရာခိုင်နှုန်းသတ်မှတ်မယ်လို့ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ပြုလုပ်နေတဲ့ကုန်သွယ်ရေးညှိနှိုင်းစနစ်ဝယ်ဒီမှာတိုးတက်မှုရလက်မတွေ့ရလို့ ဥရောပသမဂ္ဂမှကုန်ပစ္စည်းတွေအပေါ်ကုန်သွယ်စည်းချက်ခွန်90ရာခိုင်နှုန်းအထိကောက်ခံသွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန်ကမေလ23ရက်မှာချိန်ကြောက်ပြောကြားလိုက်ကြောင်းသတင်းများကဖော်ပြလာပါတယ်။ထရန်ကသူတို့ရဲ့အားကောင်းတဲ့ကုန်သွယ်မှုအားစီတွေကုန်ပစ္စည်းရဲ့ဝန်ဆောင်မှုပေါ်စည်းချက်ခွန်တွေငွေကြေးလိမ့်နေမှုတွေအမေရိကန်ကုမ္ပဏီတွေကိုမျှတမှုမရှိတဲ့တရားစွဲမှုတွေနဲ့တခြားအရာတွေကအမေရိကန်အတွက်ကုန်သွယ်မှုလုံးဝဒေါ်လာ1,250ဖြစ်ပေါ်စေပါတယ်။ ဒါကိုလက်မခံနိုင်ဘူးလို့ True Social လူမှုကွန်ရက်မှာရေးသားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့ဂျာမနီနိုင်ငံဟန်ပါမြို့ယထာဘူတာရုံတွင်အမျိုးသမီးတအူးကဓာဖြင့်လိုက်လံတိုက်ခိုက်လို့လူ78ဦးဒဏ်ရာရရှိတဲ့သတင်းဖြစ်ပါတယ်။ဂျာမနီနိုင်ငံဟန်ပါမြို့ရဲ့အကြီးကဘူတာရုံကြီးမှာအသက်39နှစ်ရှိတဲ့အမျိုးသမီးတအူးကခရီးသည်တွေကိုဓာနဲ့လက်လံထိုးတိုက်ခိုက်မှုတည်းရဲ့မေလ23ရက်ကဖြစ်ပွားခဲ့ရာ လူ၁၈ဦးအထိဓာတ်ထုတ်ခံခဲ့ရပြီးအဲ့ဒီတဲက၆ဦးကဒဏ်ရာပြင်းထန်က၄ဦးကအသက်ပေးဆုံးရရတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ဟန်ပါမျိုးရတပ်ဖွဲ့ရဲ့ပြောကြားချက်အရာအသက်39နှစ်ရှိအမျိုးသမီးကဂျာမန်လူမျိုးတူဖြစ်ကဓာတ်ထုတ်မှုတွေကျူးလွန်ခဲ့ရမှာဘူတာယွန်ဇင်းညံ73ဆလီအနီမှာပဲပြန်လည်ဖမ်းမိခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ထိုင်းတုံဝင်ရတပ်ဖွဲ့ပိုင်းရဟတ်ရင်ပြကြပြီးမိလာမှုဖြစ်ပွားတဲ့တဲ့တင်ဖြစ်ပါတယ်။ထိုင်းနိုင်ငံ ရာချုပ်ခေရီခိုင်ပြည်နယ်မူဝမ်းခရိုင်တွင်မေလ24ရက်မွန်လယ်တနားရီကန်ကထိုင်းတုံရဲတပ်ဖွဲ့၏ရဟတ်ရင်တစင်းပြကြပြီးမိလောင်ကျမှုဖြစ်စဉ်အတွင်းရဲတပ်ဖွဲ့ဝင်၃ဦးသေဆုံးခဲ့ပြီးတအူးမှလေလီဖြင့်ခုန်ထွက်နိုင်ခဲ့လာကြောင်းလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။ရဟတ်ရင်ပြကြမှုမှာမူဝမ်းခရိုင်အောင်နိုင်ခရိုင်ကွယ်မှနောင်ကိုရရင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ပြကြပြီးနောက်ရမ်းရင်မိလောင်ကျန်းနေတာကိုမိသက်သမားများနဲ့ကယ်ဆယ်ရေးသမားများကဝိုင်းဝန်းမိငိမ့်တက်ရန်ချိုးပန်းခဲ့ကြကြောင်းသတင်းများကဖော်ပြထားတယ်လို့သိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ဂျပန်နိုင်ငံတိုချိုမြို့နီးဇေယောင်စင်တာဂုံတိုင်းတစ်ခုတွင်အမေရိကန်နိုင်ငံသားတဦးကငရုတ်ကောင်းဆေးပြန်မှုကိရိယာဖြင့်တိုက်ခိုက်လို့လူ၄၀ကျော်ဒဏ်ရာရရှိရတဲ့သတင်းဖြစ်ပါတယ်။ဂျပန်နိုင်ငံတိုချိုမြို့နီး ချီပါစီရင်စုတင်မှရှိတဲ့ဈေးရောင်းစင်တာကုန်းတိုင်းတစ်ခုရဲ့ကရရဖို့နေရာမှာအမေရိကန်နိုင်ငံသားတဦးကငရုတ်ခေါင်းဆေးပြန့်မှုကိရိယာနဲ့မေလ23ရက်ကလိုက်လိုက်တက်ခတ်ခဲ့တာကြောင့်လူ40ကျော်တရားရခဲ့ပြီးတရားခံကိုလည်းဖမ်းဆီးထားတယ်လို့ဒေသခံရဲတပ်ဖွဲ့ကပြောကြားကြောင်းသိရပါဗျ။ ရဲတပ်ဖွဲ့ကစစ်စုပေါင်းအမျိုးသားနဲ့အမျိုးသမီး44ဦးဟာမြေကောင်းဆေးပြန့်မှုကိရိယာနဲ့တိုက်ခတ်ခံရလို့မျိုးလုံးနဲ့လေကြောင်းများနာကျင်တဲ့ဝေဒနာတွေခံစားခဲ့ရပြီးစစ်နယ်ဦးကိုတော့သူနာတင်ရင်နဲ့ဆေးရုံကိုတင်ပို့ခဲ့ရလို့ဆိုပါတယ်။ဒါပေမဲ့သူတို့အနေနဲ့အသက်အန္တရာယ်ထိခိုက်မှုမရှိဘူးလို့လည်းသိရပါတယ်ရှင်။